မြစည်းမပြည်သက်များအောင်မဲမင်္ဂလာပါဧပြီလ15ရက်နေ့ည9:00နာရီတမြစည်းမပရိုင်တိုင်းမြစည်းမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်ခန့်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ငလျင်ဘေးကျောင်းထရကာ3500စီးတိုက်စာရှင်းလင်းဖို့လိုတယ်လို့ကုလသမဂ္ဂပြောတဲ့သတင်းငလျင်တန်တဲ့ဒေတာတွေမှာစံမှုပဲပြန်ဖြေရမယ့်အစားတက္ကသိုလ်အလိုက်စီစစ်ရွေးချယ်တဲ့စနစ်ကိုပြောင်းလဲတင်နေတဲ့တဲ့ ကြံကြက်နဲ့ကန်းညီကျေးရွာဘုံကြီးချောင်းဘုံကျဲခံရပြီးအရတတူသေဆုံးတဲ့အကြောင်းနဲ့မီတာကုမ္ပဏီအကြီးအကဲလုပ်ငန်းလဝကြီးအုပ်မှုဆိုင်ရာဆွဆွဲခံရမှုအတွက်တရားရုံးမှာလာရောက်အစ်စ်ခံတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါငလျင်ဘေးကြောင်ထရက်ကား3500စီးတိုက်စာရှင်းလင်းဖို့လိုတယ်လို့ကုလသမဂ္ဂပြောတဲ့သတင်းနဲ့ဆက်လက်အောင်ပါ စစ်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာပြီးခဲ့တဲ့လကပြင်းထန်ဆိုးရွားတဲ့ငလင်လှုပ်ခဲ့တဲ့အတွက်လူထောင်ပေါင်းများစွာကိုဦးမဲ့အိမ်မက်ဖြစ်စေခဲ့ပြီးအမြောက်အများတော်ကြီးမားတဲ့အပျက်စီးပုံတွေကိုအားချင်းဖယ်ရှားရှင်းလင်းဖို့လိုအပ်နေတယ်လို့ကုလသမဂ္ဂကတင်းလာနေမှာပြောပါတယ်။ မြန်မာနိုင်ငံမှာအပျက်စီးတွေဟာအနည်းဆုံးတန်ချိန်1.5တန်းရှိပြီးထရက်ကားအစီးရေ3,500ပမာဏလောက်ဖယ်ရှားဖို့လိုနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကအဝေးထိန်းအာရုံခံတိုင်းတာခြင်းက အချက်အလက်တွေကိုထောက်ပြရင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ပြင်အား9.9အဆင့်ရှိတဲ့ငလင်းလှုပ်ပြီးနှစ်ပတ်အတွင်းလူပေါင်း3600ကျော်တေဆုံးခဲ့က မန္တလေးနဲ့စကိုင်းမြို့တွေဟာအပြက်အစီးကြီးမားခဲ့ပြီးလူပေါင်း6000ကျော်ဟာယာယီနေရာတွေမှာရွှေ့ပြောင်းနေထိုင်နေရတယ်လို့ UNDP ကဆိုပါတယ်။အိမ်ပြန်မှုအလွန်ဆိုးရင်ကြောက်ရွံ့နေကြောင်းတည်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးတို့ပြတ်တောက်နေပြီးရေပေးဝေမှုလည်းအားနည်းချို့ရင်းလျက်ရှိကြောင်း UNDP ရဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်တီဟန်မက်ထရာကထုတ်ပြန်ချက်မှာတတိပေးထားပါတယ်။ ငလင်အင်အားအပြင်းဆုံးထိခိုက်ခဲ့တဲ့ဒေသတွေမှာတိုက်တာအဆောက်အုံပေါင်း3.6တန်းခန့်ရှိတယ်လို့ UNDP Agency ရဲ့စုံစမ်းစီစဉ်မှုအရသိရပါဗါတယ်။တော်တော်များများအဆောက်အုံတွေဟာအခုလိုအင်အားပြင်းငလင်တန်းကိုခံနိုင်ရရှိအောင်တိဆောက်ထားတာမျိုးမရှိပါဘူးလို့ Agency ကပြောပါဗါတယ်။အိမ်မောင်းတပေါင်းကျော်နဲ့ပြည်သူဝန်ထမ်းအင်အားအဆောက်အဦတွေအပြည့်အစုံကြီးမားပွဲရှိတယ်လို့အေဂျင်စီကအလေးထားဆိုထားပါဗျ။ ဒါအပြင်စေယုံစေကန်းတွေအပါအဝင်ကျမကြီးဆန်ရအဆောက်အုံပေါင်း128ခုဟာအားပြည့်ငလင်တန်ခံရပြီးအတော်လေးအပြည့်အစည်ကြီးမားနိုင်တယ်လို့သူကဆိုပါတယ်။ထိခိုက်ဒဏ်ရာရသူတွေကိုကုသပြုစုမဲ့ကျမကြီးဌာနတွေနေပါသွားတာကြောင့်ငလင်နောက်ပိုင်းမှာအရေးပေါ်စေဝါကုသမှုပေးနိုင်တာနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေမြင့်တက်စေတယ်လို့အေဂျင်စီကပြောပါတယ်။ အစိမ့်မြင့်ဂျိုတို့အချက်လက်နဲ့တခြားသောအချက်လက်တွေကိုပေါင်းစပ်ထည့်သွင်းပြီး UNDP ရဲ့စီစစ်ချက်အရအလွန်စိုးရင်ပွဲအခင်းအကျင်းကို ပြသနေတယ်လို့မတ်ထရာကပြောခဲ့ပါဗျာခင်ဗျာငလင်တန်တဲ့ဒေတာတွေမှာစံမိုးဝဲပြန်ဖြေရမယ်အစားတက္ကသိုလ်အလိုက်စီစစ်ရွေးချယ်တဲ့စနစ်ကိုပြောင်းလဲတဲ့တဲ့တဲ့နဲ့ဆက်ရအောင်ပါ ငလင်အတွင်းအဖြေလွားလေးပြက်စီးခဲ့တဲ့ပြည်နယ်တိုင်း၄ခုမှာစစ်ကောင်စီကစမိုးဝဲပြန်လဲဖြေဆိုဖို့စ조사နေခြင်းစာတပ်ဆိုင်ရာတက္ကသိုလ်အလိုက်ဒါမှမဟုတ်ဘာသာရပ်အလိုက်လိုအပ်တဲ့အရေးအချင်းကိုစီစစ်ပြီးရွေးချယ်တဲ့စနစ်ကိုပြောင်းလဲတင်တယ်လို့ရန်ကုန်တက္ကသိုလ်ចောင်းသားများတမကဘက္ခတာများအဖွဲ့ချုပ်ကဧပြီလ14ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဧပြီလ17ရက်နေ့နေဆွဲနဲ့မန္တလေးတိုင်းတရဝူးခရိုင်ငစုံမြို့နယ်ပညာရေးမှုရုံးရဲ့ညွှန်ကြားချက်အတွင်မန္တလေးစကိုင်းကချင်နဲ့နေပြီးတော့ကတက္ကသိုလ်ဝန်ထမ်းအဖြေလွားတွေမိလောင်ပျက်စီးသွားတဲ့အတွက်စံမှုဝဲပြန်လည်ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်ဖို့ပြီးခဲ့တဲ့မတ်လ26ရက်နေ့မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့မန္တလေးခီးစဉ်တွင်မှာကြားခဲ့တယ်လို့ဖော်ပြထားပါတယ်။ ကျောင်းသားတွေဟာငလင်တောင်လဲတောက်ခံခဲ့ရသလိုနောက်ဆက်တွဲငလင်တွေကြောင့်စားရည်နေရေးပူပန်နေရတဲ့ကြားတွေကနေဆံမွေးဖီအားကိုထပ်မံခန်းစားရအောင်မှာဖြစ်တဲ့အတွက်အဲ့ဒီဖြည့်ရှင်းချက်ဟာတာဝန်ယူမှုမရှိ မတရားတဲ့ဖြည့်ရှင်းချက်လို့ရန်ကုန်တက္ကသိုလ်ကျောင်းသားများတမကရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ငလင်တန်းကပြန်လဲထူထောင်နေရခြင်းမရေရာတဲ့တက္ကသိုလ်ဝန်ထမ်းရမှတ်အတွက်ပူပင်နေရတာဟာတပူပေါ်တပူစစ်နဲ့မိခဲပိုက်ထားရသလိုဖြစ်နေပါတယ်လို့ရန်ကုန်တက္ကသိုလ်ကျောင်းသားများတမကကပြောပါတယ်။လက်ရှိအချိန်ထိအခြေခံပညာကျောင်းတွေကိုတရားဝင်ညွှန်ကြားစာတွေမရောက်လာသေးပေမဲ့ဆမိုးဝဲပြန်လဲဖြေဆိုရမယ်ဆိုတဲ့သတင်းတွေကြောင့်ငလင်တန်းနှင့်ဒေတာကဆရာဆရာမတွေနဲ့ကျောင်းသားမိဘတွေကြားမှာလဲစိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။ မတ်လ28ရက်နေ့ကမန္တလေးတက္ကသိုလ်ပင်မဆောင်မှာတက္ကသိုလ်ဝင်စံမိုးဝဲအဖြေလာတွေကိုစာစစ်နေတဲ့အချိန်ငလင်လှုပ်ခတ်တာကြောင့်အဆောက်အုံပြိုကျကမီးလောင်ခဲ့တဲ့အတွက်တက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိနေတဲ့မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝင်နှန်းဂရိတ်တွဲဖြေဆိုထားတဲ့ကျောင်းသားကျောင်းသူဦးရေ62954ဦးရဲ့အဖြေလွှာတွေဟာမီးလောင်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီကမတ်လ29ရက်နေ့ညမှာထုတ်ပြန်ထားခဲ့ပါတယ်။ နေပြည်တော်မှာလည်းငလင်ကျောက်ဌာနဆိုင်ရာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့တာပါမန္တလေးစကိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်မှာတက္ကသိုလ်ဝန်ထမ်းစံပွဲပြန်လည်ကျင်းပဖို့စီစဉ်နေတာနဲ့ပတ်သက်လို့အသေးစိတ်သိရှိနိုင်ဖို့မြစီမာကမန္တလေးတိုင်းပညာရေးမှူးယုံစကိုင်းတိုင်းပညာရေးမှူးယုံနဲ့ကချင်ပြည်နယ်ပညာရေးမှူးယုံတွေကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေကြားတာမရှိခဲ့ပါဘူး 2024-2025ပညာသင်နှင့်တက္ကသိုလ်ဝင်စံမိုးပွဲကိုမတ်လ18ရက်နေ့ကနေမတ်လ22ရက်နေ့အထိကျင်းပခဲ့ရမှာပြည်တွင်းပြည်ပစာစစ်ဌာန839ခုကကျောင်းသူကျောင်းသားဥယေ28889ဦးဝင်ရောက်ဖြည့်ဆို့ခဲ့ပါရယ်ခင်ဗျာတကြံကျက်နေ့ကန်းဒီကျေးရွာဘုံကြီးကျောင်းဘုံကျဲခံရပြီးအရသာတအုပ်တည်ဆုံတဲ့တဲ့ရင်ကိုပြောပြပေးပါမယ် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကန်းဒီစံပြချေးရွာဖုန်ကြီးကျောင်းကိုဒီကနေ့ဧပြီလ15ရက်နေ့နေ့လယ်တနာရီချိန်ခန့်မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသားတအုပ်သေးဆုံးပြီးဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေစီကတည်ကားပါတယ်။ထိရသူများတဲ့တရွာလုံးပြေးပြီးအတိတယောက်ကားထဲပွေခြင်းပြီးဆုံသွားတယ်လို့ဒေသခံတို့ကပြောပါတယ်။ လက်တလောစရင်တွေအရာထိခိုက်သူအမျိုးသမီး2ဦးအပါအဝင်9ဦးထပ်မံရှိပြီးတေဆုံးထိခိုက်သူဥယေထပ်တိုးလာနိုင်တယ်လို့အဲ့ဒီဒေတာကန်ကပြောပါတယ်ကန်နီဂျေဝါနဲ့နမိုင်ခွဲကန့်ဝေးတဲ့ကြုံတိုးကော့ဂရိတ်လမ်းပိုင်းမှာစစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကလမ်းကြောင်းရှင်းဖို့အတွက်အင်အားချထားပြီးမနေ့ကဧပြီလ14ရက်ည9:00နာရီချိန်ကစတင်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကသိရပါဗျာ။ အဲဒီနောက်ဒီနေ့နေ့လယ်ပိုင်းမှာကန်းဒီကျေးရွာဖုန်ကြီးကျောင်းကိုလေကျောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024မတ်လကတုန်းကလည်းကန်းဒီကျေးရွာအနီးကကော်ဘင်းရေစကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်နိုင်ခဲ့ပြီးဧပြီလ25ရက်နေ့မှာစစ်ကောင်စီကအင်အားအလုံးအရင်နဲ့ပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက်ကာကွယ်တပ်ဖွဲ့တွေကပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။အဲဒီကာလမှာကော်ဘင်း၊ကော်မီ၊ကော့ပေါ့ ကော့ပလိုင်းကန်းနီစားတဲ့ကြေးဝါတွေကဒေသခံတွေဟာစစ်ဘေးတင်းရှောင်ခဲ့ကြရတာပါအဲ့နောက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားတာမရှိတော့တဲ့အတွက်ဒေသခံတွေနေရက်ပြန်လာအခြေချနေထိုင်ခဲ့ကြပြီးဒီကနေ့လေကြောင်းပုံချဲတိုက်ခိုက်မှုနဲ့တိုက်ပွဲတွေကြောင့်ဒေသခံအများစုဟာထပ်မံစစ်ဘေးတင်းရှောင်နေရတယ်လို့သိရပါဗျာ မနေ့ကတကြံအကြနေတော့ကလည်းစကိုင်းတိုင်းကဏီမြို့နယ်တမင်ကျန်ကြီးရွာဘုံကြီးကျောင်းနဲ့ငုတော်ကြီးရွာကိုလေချောင်းပုံချဲတိုက်ခိုက်ခဲ့တဲ့အတွက်ကိုရင်တပားနဲ့အမျိုးသမီးတို့တေဆုံခဲ့ရပါတယ်။စစ်ကောင်စီဟာတကြံအကျိုးအကျအချက်၃ရက်တာကာလအတွင်းမန္တလေးတိုင်းကတပိတ်ချင်းမြို့ချင်းပြည်နယ်ကမင်းတပ်မြို့ရခိုင်ပြည်နယ်ကကြောက်တော်မြို့စကိုင်းတိုင်းကကဏီကောလင်ဝန်းတိုမြို့နဲ့၁၀မြို့ ကရင်ပြည်နယ်ကော့ကရိတ်မြို့တို့ကိုလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆောင်ခဲ့ရမှာ၃ရက်အတွင်းအရသား6ဦးထပ်မံတေဆုံးခဲ့ရပါတယ်ခင်ဗျာအင်းတော်တိုက်ပွဲကဖမ်းမိတဲ့စစ်ကောင်စီတပ်မမှုနဲ့တပ်သားတွေကိုဥပဒေအရရေးယူသွားမယ်လို့ NUG ပြောတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးမှာပါ စကိုင်းတိုင်းအထက်ပိုင်းအင်းတို့မြို့ဂျပန်လိုင်းကိုတပ်စခန်းကစကန်းစွန့်ခွာထွက်ပြေးသွားတဲ့အချိန်ဖမ်းမိတဲ့စစ်ကောင်စီတပ်ဖွဲ့တပ်မ89ရဲ့တပ်မမှုအောင်သက်ဦးနဲ့တပ်သားတွေကို စစ်ဆေးနေပြီးအရေးယူမှုတွေဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါရယ်လက်ရှိအချိန်မှာတော့ဖမ်းဆီးရမိထားတဲ့စစ်တုပ်ပန်းတွေကိုစစ်တုပ်ပန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိန်းသိမ်းထားပြီးစစ်ဆေးမေးမြန်းမှုတွေကိုဆောင်ရွက်လျက်ရှိပါရယ် စစ်တုပ်ပန်းရဲ့ထွက်ဆိုချက်စစ်ဆေးတွေးရှိချက်တွေပေါ်အခြေခံလို့တရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်လို့ဦးနေဖုံလက်ကဆိုပါတယ်။ဒီကနေ့ဧပြီလ15ရက်နေ့မှာထုတ်ပြန်တဲ့ပြည်သူနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာအဲ့လိုထည့်သွင်းပြောဆိုခဲ့တာပါ။ အင်းတော်မျိုးဂျပန်လိုင်းကူတက်စခန်းကတက်မှမှုနဲ့တပ်သားတွေဟာဧပြီလ9ရက်ည9နာရီကမှဝိုင်းရံပိတ်ဆို့ထားတဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ဖိအားကိုရေရှည်တောင်းခံနိုင်တာမရှိတော့ဘဲစခန်းဆွန့်လွတ်ဆုတ်ခွာခဲ့ကြတာပါ။အဲဒီနောက်အင်းတော်မျိုးကိုအပိသက်တိမ့်ပိုက်ရရှိခဲ့ပြီးဆုတ်ခွာထွက်ပြေးသွားတဲ့တက်မှမှုနဲ့တပ်သားတွေကိုကာကွယ်ရေးတပ်ဖွဲ့တွေကကတာမျိုးအဝင်တနေရာမှာဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ော်လိုင်းတပ်ဖွဲ့တွေဟာအင်းတော်မျိုးကိုမနစ်ကဩဂတ်လကနေစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအချိန်ရှိလာကြာတိုက်ခိုက်ပြီးမှသိမ်းပိုက်ရရှိခဲ့တဲ့အတွက်ရရှိတိုက်ပွဲတစ်ခုဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားပါဗျ။အင်းတော်မျိုးဟာစစ်ကောင်စီရဲ့တပ်မ89ရှေ့တန်းဌာနချုပ်အခြေပြုရာမျိုးဖြစ်ပြီးတပ်မမူကိုယ်တိုင်ကုတ်ခဲတဲ့မျိုးဖြစ်တယ်လို့သိရပါဗျ။ အင်းတော်မျိုးသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဘက်ကဟောက်ဝစ်စာ2လက်120မမ2လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခဲယမ်းမိကြောက်အမြောက်အများတိမ့်ပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားအမှာဖြစ်ပါတယ်မီတာကုမ္ပဏီအကြီးအကဲလုပ်ငန်းလဝကြီးအုပ်မှုဆိုင်ရာဆွဆွဲခံရမှုအတွက်တရားရုံးမှာလာရောက်အစ်စ်ခံတဲ့တဲ့ရင်ကိုမြစည်းမဝိုင်းတို့သူမကျူချန်းကတင်ဆက်ပေးမှာဖြစ်ပါတယ်။ Facebook ရဲ့ Meta ကုမ္ပဏီကိုတည်ထောင်သူနဲ့အကြီးအကဲဖြစ်သူ Mark Zuckerberg ဟာလုပ်ငန်းလုပ်ပကြီးအုပ်မှုဆိုင်ရာတရားစွဲဆို ခံထားမှုအတွက်တနင်္လာနေ့မှာတရားရုံးကိုလာရောက်စစ်ဆေးခံခဲ့ရပါတယ်။ဒီအမှုဟာ American ရဲ့သမိုင်းမှထင်ရှားတဲ့အမှုတစ်ခုလည်းဖြစ်ပါတယ်။ Instagram နဲ့ WhatsApp တို့ကို Meta ကမဝယ်ယူမိနဲ့ပြိုင်ဘက်တွေမဖြစ်ခင်ကာလာတုန်းကဈေးကွက်မှာ Meta ကဈေးကွက်မှာသူ့ရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးဝယ်ယူခဲ့တာလို့စွပ်စွဲခံခဲ့ရတာပါ။ မတားဟာပြိုင်ဘက်လို့သူတို့သတ်မှတ်ခဲ့တဲ့လုပ်ငန်းတွေကိုရှင်းပြိုင်မှုအမျိုးမျိုးနဲ့ချင်းချောက်ခဲ့တယ်လို့ Federal ကုန်သွယ်ရေး Commission FTC ရဲ့ရှေ့နေတွေကစွပ်စွဲထားတာဖြစ်ပါတယ်2012ခုနှစ်တုန်းကပေးပို့ခဲ့တဲ့ Facebook ရုံးတွင်း email တစ်ခုကိုစူဂါဘက်ကပြတဲ့နေရာမှာအဲ့ဒီ email ထဲမှာ Instagram က smartphone တွေမှာအရန်နာမည်ကြီးနေပြီး Facebook ပေးထားတဲ့လုံဆောင်ချက်တွေကိုအလွယ်တကူကူးယူနိုင်တယ်လို့သတိပေးထားပါတယ်။အဲ့ဒီနောက်2012ခုနှစ်တုန်းက Instagram ကိုဝယ်ဖို့လုံတုံးက email တစ်ခုထဲမှာလည်း Facebook ကသူ့ရဲ့ဝန်ဆောင်မှုပုံစံတွေကိုတိုးတက်အောင်လုပ်နေချိန်မှာ Instagram app ကိုဘာမှမလုပ်ဘဲဒီတိုင်းဆက်ထားဖို့ပြောခဲ့ပါတယ်။အဲ့ဒီလိုလုပ်ရင် Instagram ကိုပိတ်လိုက်တဲ့အခါအသုံးပြုသူတွေစိတ်မဆိုးအောင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ Zuckerberg ကတော့ဒီလို email တွေဟာအဲ့ဒီအပြန်အလှန်ပြောဆိုမှုတွေက Instagram ကိုဝယ်ဖို့အစီအစဉ်တွေမဖြစ်လာခင်ကကိစ္စတွေသာဖြစ်ကြောင်းခြေပါခဲ့ပါတယ်။သမ္မတ Donald Trump အစိုးရအာဏာရလာတဲ့အခါ မီးပညာကုမ္ပဏီတွေအပေါ်လဘကြီးအုပ်မှုဥပဒေနဲ့အရေးယူတာကိုရှော့ပေးလိမ့်မယ်လို့စူဂါဘက်ရဲ့မျှော်လင့်ချက်တွေကိုအခုတရားစွဲဆိုမှုကပြတ်ပြဲသွားစေပါတယ်။အခုတရားစွဲဆိုမှုကစူဂါဘက်အနေနဲ့ Instagram နဲ့ WhatsApp ကို ပြန်ရောင်းခိုင်းတာမျိုးဖြစ်လာနိုင်ပါတယ်။အဲဒီ app နှစ်ခုဟာလည်း Meta ကဝယ်ယူပြီးတဲ့နောက်မှာကမ္ဘာထိပ်တန်းအတည်ဖြစ်လာခဲ့ပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြန်ပပေါ့စီ2440ချက်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စဉ်1591.15ချက် ပြင်ပပေါ့စေ3382ကျပ်။ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2386ဒသမ86ကျပ်။ပြင်ပပေါ့စေ9058ကျပ်။ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62ဒသမ62ကျပ်။ပြင်ပပေါ့စေ132ဒသမ82ကျပ်မလေးရှားတမင်ကကိုစစ်ကောင်စီတတ်မှတ်စေ484ဒသမ84ကျပ်ပြင်ပပေါ့စေ1009ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာ ်ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တယ်အသင်းသတ်မှတ်စေ56သိန်း3000ကျပ်ပြင်ပပေါက်စေ83သိန်း4000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တယ်အသင်းသတ်မှတ်စေ52သိန်း8125ကျပ်ပြင်ပပေါက်စေ69သိန်း1000ကျပ် ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်1လီတာကို2590ကျပ်၊ပရီမီယံဒီဇယ်1လီတာကို3200ကျပ်၊အော်ဒိတ်92လီတာကို3050ကျပ်၊အော်ဒိတ်95လီတာကို3130ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။နောက်ဆုံးရစာအုပ်စီဈေးနှုန်းတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6,980ကျပ်၊ပြင်ပပေါက်စီ9,500ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒါမျိုးစီမပရိုင်တိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။